စိတ်ထဲမှာတနှုတ်နှုတ်နဲ့ငါဘာကြီးကြီးမိလိုက်တာလဲဒါဘာခါကြီးလဲဟာဆိုပြီးတော့ဖြစ်ခုကြလာကျွန်တော်ကြည့်ဘူးတယ်အဲ့လို horror ရုပ်ရှင်တွေကတခုကတော့ hereditary ဆိုတဲ့ရုပ်ရှင်ပဲ hereditary ရုပ်ရှင်ရဲ့ပုံစံကရိုးရိုးရှင်းရှင်းတရေကားပုံစံမျိုးဆိုတာထက်ပိုင်မွန်ဆိုတဲ့ဒီ ancient demon တကောင်နဲ့ရုပ်ရှင်တွေမှာပါတယ်မိသားစုတွေကဝမ်းနဲ့ခြေကွဲစရာကိစ္စတွေယူကြောင်ကြောင်နဲ့အဲ့လိုမျိုးရိုးလိုက်တယ်ဆိုတော့ရိုးရအယူဆတွေပေါ်မှာဇလန်းစင်တာတယ်လက်ရမြောင် psychological horror လက်ရာတစ်ခုဒီရုပ်ရှင်က2018ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီးတော့ director Ari Aster ရဲ့ပွဲဥတက်လက်ရာလည်းဖြစ်တယ် Ari Aster ဆိုတာသူ့ရဲ့ရုပ်ရှင်တွေကို jump scare ဇလံမျိုးတွေထက်စိတ်ကစင်ကလေးရဖြစ်တာတွေလူအတွင်းစိတ်ပိုင်းရ dark side တွေနဲ့ဝမ်းနွဲပူဆွေးမှုတွေကိုအခြေခံပြီးဖန်တီးလေ့ရှိတဲ့ director လို့ပြောလို့ရတယ် အက်စတာကဟယ်ရက်ဒက်ထရီကိုဖန်တီးရဲ့နေရာမှာသူ့ရဲ့ရည်ရွယ်ချက်ကတရေကားရိုက်ဖို့ဆိုတာထက်ဝမ်းနည်းစရာ၊ပူဆွေးစရာ၊စိတ်ညစ်စရာတွေပဲပြည့်နေတဲ့မိသားစုတစုကဘလို့ပုံစံမျိုးနဲ့အစိမ့်စိမ့်အမှောင်မှောင်ကွဲထက်သွားလဲဆိုတာမှတ်တမ်းတင်ထားချင်တာလို့လည်းပြောခဲ့ဘူးလေ။ဒီရုပ်ရှင်ကိုမိသားစုအစဉ်အဆက်အမွေဆက်ခံလာတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေနဲ့မပြေရှင်းရသေးတဲ့စိတ်တန်ရာတွေကိုအဓိကပုံဖော်ထားတယ်။ အဘွားအယ်လန်တေဆုံးပြီးနောက်ပိုင်းမိသားစုကိုသူထိန်ချန်ထားခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမျိုးရိုးစင်ဆက်အယူအဆတွေကစိတ်အတောက်ဖြစ်ဒီမိသားစုထဲမှာဆက်ရှိနေတော့မယ်ဆိုတာကိုသိလာခဲ့ရတယ်အန်ဒီဂရဟန်ရဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့မီနီဂျေချာဒီပုံစံသူရုပ်လေးတွေလုပ်တာကဒီရုပ်ရှင်ထဲမှာအရေးကြီးရဲ့သင်္ကေတတွေရဲ့တစ်ခုသူဖန်တီးရဲ့ဒီပကြီကားတွေရုပ်ထုနယ်လေးတွေရဲ့ရုပ်ရှင်တစ်ခုလုံးရဲ့အဖြစ်အပျက်တွေကိုကြိုတင်ခန့်မှန်းချက်ဖြစ်အသေးစိတ်ဖော်ပြထားတယ်။ အန်နီရဲ့အမှုပညာကသူ့ရဲ့ဘဝကိုထိန်းချုပ်ထားခြင်းနဲ့သူ့ရဲ့စိတ်နဲ့စိတ်ပိုင်းဆိုင်ရာဖြစ်အားတွေကိုပေါ်ပြနေတဲ့ရောင်ပြန်ဟန့်နေတဲ့သဘော သူ့ရဲ့လက်တွေ့ဘဝမှာမထိတ်ချုံနိုင်ခဲ့တဲ့အရာတွေကိုဒီမီနီရေးချားလေးတွေထဲမှာထိတ်ချုံနေရဲ့ပြီးတော့သူ့ကိုယ်သူစိတ်ဖြေတာနေရဲ့လူလိုယူဆလို့ရတယ်။ဒီသမီးငယ်လေးချားလေးတည်ဆုံးပြီးရဲ့နောက်ပိုင်းအန်ဒီကဒီပုံလူရုပ်ထုငယ်လေးတစ်ခုကိုဖန်တီးနေရအောင်ရုပ်ရှင်ထဲမှာတွေ့ရလိမ့်မယ်။အဲ့ဒီအခန်းထဲမှာချားလေးမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းကာမီလောင်သွားတဲ့ပုံစံတူကိုရေးဆွဲနေရအောင်လည်းသတိထားမိမယ်ထင်တယ်။ဒါကအန်ဒီရဲ့ကိုယ်ပိုင်အသိစိတ်မဟုတ်ဘဲနဲ့ပိုင်မွန်ကသူ့ကိုလွှမ်းမိုးထားတဲ့စိတ်နဲ့သူ့ရဲ့ဒီလှုပ်ဆောင်ချက်တွေကိုအမှုပညာဖြစ်ပြန်လဲပုံဖော်နေရလဲဖြစ်တယ်။ ရုပ်ရှင်ရဲ့အဆုံးပိုင်းမှာအန်နီကိုရိုင်းခေါင်းပြက်ခံရတဲ့စင်းမဖြစ်ခင်အဲ့ဒီမီနီချားလေးတွေထဲမှာသူကိုရိုင်းခေါင်းပြက်နေတဲ့ပုံလေးတွေဖန်တီးထားတာကိုတွေ့ရလိမ့်မယ်ဒီအချက်ကပဲဇလန်းအစတွေကအရာရာကိုကြိုတင်စီမံထားပြီးသားဖြစ်ကြောင်းကိုအခိုင်အခိုင်မာမာပြနေတယ်။တမင်းငယ်ချားလီကလည်းသူတို့ရဲ့ပရလောကဂိုင်းရဲ့အစီအမံရပိုင်မွန်ရဲ့အစိတ်ပိုင်းတစ်ခုကိုယာယီတည်ဆောင်သူ temporary host အဖြစ်အသုံးပြုခံခဲ့ရတဲ့လူတွေဖြစ်တယ်။ ချာလီရဲ့ထူးဆန်းတဲ့အမူအရာတွေကဒီပါဇက်ကမလှုပ်တလှုပ်ထွက်တဲ့အတန်ပိုင်မုံနှဆိုးပေါ်လာတိုင်းပေးလေရှိရဲ့တတိပေးချက်တစ်ခုလည်းဖြစ်တယ်ဒီအတန်ကရုပ်ရှင်ရဲ့ဇာတိမိုင်းမှာပီတာရဲ့ကိုယ်ရည်ကိုပိုင်မုံဝင်သွားပြီးနောက်ပိုင်းပြန်လဲကြားရတဲ့အတန်ဖြစ်ပြီးပိုင်မုံနှဆိုးရဲ့ရည်ရဲ့ချက်အောင်မြင်သွားပြီးဆိုတော့အတိပေးခဲ့တယ်ပြီးတော့ရုပ်ရှင်ထဲမှာပါတဲ့ပိုင်မုံနှဆိုးကဒါတာစိတ်ကူးရင်ဖန်တီးထားတဲ့ဇက်ကောင်တက်တက်မဟုတ်ဘဲနဲ့18ရာစုလောက်ကနဆိုးပညာကျမ်းဖြစ်တဲ့လက်ဆာခီယိုဆိုလိုမွန်ထဲမှာပါတဲ့အစင်းမြင့်နဆိုး9ပါးရဲ့တပါးဖြစ်တယ် ဲ့ဒီအပြင်သူကငရဲပြည်ကနဆိုးဘရင်တပါးလည်းဖြစ်ပြီးလူတွေကိုတိတ်ပင်ပညာနဲ့အမှုပညာတွေကိုသင်ကြားပေးနိုင်တယ်လို့ယူဆရှိရယ်။ဖိုင်ဗွန်ပေါ်လာရင်ဒီလိုခက်ချမ်းချမ်းဂီတတန်စင်တွေနဲ့တူလာလေးရှိရယ်လို့လည်းပြောကြတယ်။ပြောချင်းစသိမ်းပိုင်းမှာလည်းဒီအချက်ကိုပြတဲ့အနေနဲ့ဂိုင်းဝင်တွေစုပြီးတော့နဆိုးပင့်တဲ့အခါမှာဒီထူးထူးခြားခြားအတန်တွေကိုအသုံးပြုပါရယ်။ ပိုင်မွန်နှစ်ဆိုးပင်းတဲ့နေရာမှာအဓိကအရေးကြီးတဲ့အချက်ကအမျိုးသားတဦးရဲ့ခန္ဓာကိုယ်လိုအပ်တယ်။ Charlie ကိုအရင်ဆုံးအသုံးပြုရခြင်းရဲ့ရည်ရွယ်ချက်က Peter ကို ပိုင်မွန်အဖြစ်အပြီးအပိုင်အခြေချနိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာနာကျင်စေဖို့နဲ့စိတ်ဓာတ်ရာတွေပေးပြီး weak ဖြစ်သွားစေရန်တတ်တပ်ပဲ။အဲကြောင့်ချာလီတည်ဆုံးပြီးနောက်ပိုင်းပီတာရဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲခဲ့ပြီးတော့နတ်ဆိုးတဲ့အလွယ်တကူဝင်ရောက်နိုင်တဲ့အခြေအနေကိုရောက်ရှိခဲ့တယ်။ Hereditary ရုပ်ရှင်ပြောက်စရာကောင်းတာ ဇလန်းကြောင့်ပဲမဟုတ်ပဲနဲ့ရုပ်ရှင်ရဲ့ virtual design တွေကြောင့်လည်းပါတယ်။ Graham မိသားစုနေတဲ့အိမ်ကရိုးရိုးအိမ်တလုံးပုံစံမဟုတ်ပဲနဲ့မိသားစုကိုထောင်ချောက်ဆင်ထားတဲ့စာအုပ်ပုံစံကြီးတစ်ခုလိုပုံဖော်ထားတယ်။ဗဒင်းပေါက်ကြီးတွေ၊ရှောက်လန်းတဲသေးလေးတွေနဲ့လက်ကတစ်တွေကအိမ်အတွင်းမှာမလွတ်မြောက်နိုင်အောင်ထိန်းချုပ်ခံနေရတယ်ဆိုတဲ့ခံစားချက်ကိုရရှိတယ်။ညာဘက်တွေမှာအလင်းရောင်နည်းနည်းပဲအသုံးပြုထားတာတွေ ရှယ်ရိုးတွေများနေတာမှောင်ရိပ်တွေများနေတာတွေကဂိုင်းသားတွေကသူတို့ကိစ္စတွေကိုအမှောင်ထဲမှာပဲလှုပ်ရှားနေတယ်ဆိုတဲ့အချက်ကိုဖော်ပြနေတယ်။အန်ဒီရဲ့အခန်းထဲကအလင်းတန်းကလည်းဒီရုပ်ရှင်ရဲ့အဓိကအရေးကြီးတဲ့အချက်ပဲ။အန်ဒီရဲ့ခန်းကိုညဘက်ရိုက်ပြတဲ့အခါမှာမျက်နှာချက်ကနေမီးရောင်တစ်ခုအဆက်မပြတ်ဝင်နေရအောင်ဒိန်ထားမိမလားမသိဘူး။အဲ့ဒီမီးရောင်ကဂိုင်းဝင်တွေကအိမ်မြေဘက်ကနေအန်ဒီကို24နာရီစောင့်ကြည့်နေတယ်ဆိုပဲလှုပ်ဝက်ချက်ကိုအရေးအမှတ်ပြခဲ့တာ။ရုပ်ရှင်တစ်ချောင်းလုံးမှာလည်းခေါင်းပြက်နေတဲ့ခန္ဓာကိုယ်ကိုမြင်တွေ့ရမှာဖြစ်ပြီး ချာလီရဲ့ဒီငှက်ခေါင်းကိုဖျက်တာကနေစပြီးတော့အန်ဒီခေါင်းဖျက်ခံရတာတွေစတဲ့အထိဒါတွေကဒီနတ်ဆိုးပင်ဖိတ်တဲ့ယိုဟာဒလေးကိုပြသခဲ့တာသူတို့ရဲ့ရက်ဆက်တဲ့စီးမြင်တွေပေါ့နော်ယိုဟာဒလေးမှာခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဝိညာဉ်လွတ်မြောက်ဖို့အတွက်ခေါင်းဖျက်တတ်တဲ့နေ့ကိုအသုံးပြုရတယ်ချာလီရဲ့မတော်တဆမှုကနေအန်ဒီရဲ့စိတ်လွတ်ထွက်သွားခြင်းအထိရရာတိုင်းကိုအယ်လန်ရဲ့ခိုင်းဝင်နေရပိုင်မုံကိုပင်ဖိတ်ဖို့အတွက်စနစ်တကျစီစဉ်ထားခဲ့တာ။စကားမှာလွမြောက်ဖို့အတွက်စူးစမ်းခဲ့ကြတဲ့ဇက်ကောင်တိုင်းကသူတို့ရဲ့ရုန်းကန်မှုတွေကနေတဆင်အနှဆိုးရဲ့ရှိရွယ်ချက်ကို ပို့ပြီးထိအောင်ကူညီပေးခဲ့ကြတယ်။အဲဒီကသူတို့လိုလူမိသားစုဝင်တွေတည်ပြီးလူတွေချင်းချင်းနှစ်သိမ့်ပေးကြတဲ့လူတွေတွေ့ကြတဲ့ဇကားဝိုင်းသွားရင်လည်း Joan ဆိုတဲ့အဖွားကြီးနဲ့တွေ့ခဲ့တာလေမတော်တဆတွေ့ခဲ့တာမဟုတ်ဘူး။ဒါတော့ Joan ဆိုတဲ့အဖွားကြီးကပိုင်မွန်ခိုင်းအဖွဲ့ရဲ့ high ranking အဖွဲ့ဝင်တရားတည်သွားတဲ့ Charlie နဲ့ဆက်သွယ်နိုင်ဖို့ကိုလည်း Andy ကိုရည်ရွယ်ချက်ရှိရှိတင်ပေးခဲ့တယ်။ဒါမှပိုင်မွန်ကသူတို့အိမ်ကိုဝင်ပြီး Peter နဲ့ထဲထဲဝင် connect လုပ်နိုင်ပါအောင် နောက်ဆုံးအနေနဲ့ပီတာကိုတဲကိုပိုင်မွန်ဝင်သွားပြီးတဲ့အခါချာလီရဲ့ခေါင်းကိုတင်ထားတဲ့မီနီချာလီရဲ့ရှေ့ကတပ်ပင်အင်္ဂလိပ်စေကိုတတ်သွားခဲ့တယ်။ခေါင်းဝင်တွေကပိုင်မွန်ကိုဘင်းတပားလို့ပူဇော်ပတ်သားခဲ့ပြီးတော့ဂရေဟမ်မီသားစုရဲ့ကံကြမ္မာက ပိုင်မွန်ရဲ့အမွေနှစ်ကိုတည်ဆောင်လာဖို့ရည်ရွယ်ခဲ့ကြောင်းအခိုင်အမာဖော်ပြရင် ရုပ်ရှင်ကညီကုန်းချုပ်သွားခဲ့တယ်။ Hereditary ရုပ်ရှင်ကစိတ်မီကြောက်စရာကောင်းတယ်ဆိုတာဘလို့မျိုးလဲဆိုတာပြပေးခဲ့တဲ့ရုပ်ရှင်တစ်ခါဖြစ်ပြီးဒီစကားရဲ့အဓိက message ကတော့မိသားစုတွေရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးခွင့်မရပဲဘိုးဘားတွေရဲ့အမားတွေလှုပ်ဝက်ချက်တွေနဲ့မကောင်းမှုတွေကမျိုးရိုးလိုက်ပြီးပြန်ခံစားစေရနိုင်တယ်ဆိုတဲ့ယူဆကိုပြသွားခဲ့တယ်။ဒီရုပ်ရှင်ပြီးသွားတဲ့အခါမှာလဲ Hereditary ကကျွန်တော်တို့ရဲ့မိကုန်းတစ်ခုခြံထားခဲ့တယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့အစိပ်ပိုင်းဘယ်နှခုကမြန်ကျွန်တော်တို့ရဲ့တကယ်ပိုင်ဆိုင်မှုအစ်စ်လဲဆိုတာပဲ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျားတို့အတွက်ဒီရုပ်ရှင်ကတွေးစရာတခုခုခြံခဲ့တယ်ဆိုရင် comment section မှာဝင်ဆွေးနွေးပေးသွားကြပါအောင်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်